ီးခဲ့တဲ့လပိုင်းတော့ Consumer Electronic Show လို့ခေါ်တဲ့ CES 2025ကို Las Vegas မြို့မှာကျင်းပပေးသွားခဲ့တယ်။ဟာ Electronic Show ဆိုတဲ့အတိုင်းပဲကျွန်တော်တို့တကယ်ဒိတ်ဒိတ်ကျဲနီးပညာကွန်မြူနတီတွေကသူတို့ရဲ့ product အသစ်တွေကိုလည်းအိုက်ပွဲမှာမိတ်ဆက်ပေးသွားခဲ့တယ်။ အဲ့ဒီဘွင်းမှာ Asus အနေနဲ့လည်းသူတို့ရဲ့နောက်ဆုံးထွက်ဒါ processor သုံးထားတဲ့ AI PC တွေ PC အစ်စ်တွေကိုမိတ်ဆက်ပေးသွားခဲ့တယ်လို့ဒီ AI PC အစ်စ်တွေကလည်းကျွန်တော်မြန်မာနိုင်ငံတဲကိုဝင်လာဖို့ ready ဖြစ်နေပြီလို့သိရတယ်။အဲဗားနေမိတ်ဆက်ပေးသွားခဲ့ရလဲဆိုတော့ Asus Zenbook 14 OLED, Vivo X14 OLED တို့လိုမျိုး laptop တွေနောက်ပြီးတော့ မဘုတ်အဲထက်တောင်ပိုပါတဲ့ဇန်ဘုတ် A14 လိုမျိုး laptop ရဲ့အကုန်လုံးကိုမိတ်ဆက်ပေးသွားခဲ့တာဆိုတော့ဒီ laptop ရဲ့အကုန်လုံးကကျွန်တော်တို့မြန်မာနိုင်ငံကိုဝင်လာမယ်အဲဒီထဲမှာမှာဒီနေ့ကျွန်တော် review လုပ်ပေးသွားမှာဇန်ဘုတ် 14OLED ကို review လုပ်ပေးသွားမှာဆိုတော့ဒီနေ့ဇန်ဘုတ် 14OLED ကအယုံဆုံးဈေးနှုန်းလေးနဲ့ပဲဆက်လိုက်တာသူ့ဈေးနှုန်းက1299အမ်မနေ့ကနေ့ရှင်းမယ်ဆိုရင်ဒေါ်လာတရာပိုသက်သာသွားပဲပေါ့နော်ဆိုတော့ဒီဈေးနှုန်းမှာကျွန်တော်ဘာတွေပြရမလဲဆိုတော့ CPU ဘက်မှာဆိုရင်အစ်စ်ထွက်နောက်ဆုံးထွက် latest and greatest Intel ရဲ့ဒီ Core Ultra 9ကိုမှ Siri 2 2H5H ကိုတုံးပေးထားတယ် ် GPU အတွက်ဆိုရင်တော့ Intel 40T GPU ကိုတုံးပေးထားတယ် RAM အနေနဲ့ကတော့ 32GB DDR5X 7487 MHz တော်တော်လေးကိုမြန်တဲ့ speed နဲ့ RAM ပေါ့နော်ဒါအောင်မှာ storage အနေနဲ့ဆိုရင် 1TB PCIe Gen 4 SSD ကိုတုံးပေးထားတယ်ပြီးတော့ battery က 75Wh နဲ့လာမှာဒါအောင်မှာဒီ laptop မှာအမိုက်စားလို့ပြောလို့ရတဲ့အချက်တစ်ချက်ကျွန်တော်အများနဲ့ပြောနေကြရှိရပြာမပုတ်ပဲဝင်မှာပေါ့လို့ပြောလိုက်တိုင်းဒီ laptop မှာမပုတ်တဲ့ပုံကောင်းတာပါလာတဲ့အချက်တစ်ခုအဲ့တစ်ခုကြောင့်ကျွန်တော်တို့တွေ့ဝေသွားရတဲ့အချက်အဲ့ဒါဘာလဲဆိုတော့ display ူ့ရဲ့ display က OLED ပေါ့နော် OLED ဆိုတာ Asus ကဒီ laptop ရဲ့မှာ OLED တွေကိုစပြီး push လုပ်လာခဲ့တာနည်းနည်းလေးတော့ကြာသွားပြီနှစ်နှစ်သုံးနှစ်လောက်တော့ရှိလိမ့်ပြီလို့ထင်တယ်သူတို့ push လုပ်လာပြီးရဲ့နောက်ပိုင်းမှာသူတို့ OLED တွေကမတရားကောင်းလာတယ်လို့အခုဆိုရင်သူတို့က number 1ဒီ OLED laptop best selling brand ဖြစ်သွားပြီပေါ့နော်ဆိုတော့ ူမှာသုံးပေးထားတာ 14-inch 3K OLED ကိုမှ 120Hz screen to body ratio အနေနဲ့ဆိုရင်87%ဆိုတော့ laptop တစ်လုံးအနေနဲ့ဆိုရင်တော်တော်လေးများတယ်ဗျာသူ့ရဲ့ battery ကတော်တော်လေးပါတယ်။နောက်ပြီး100% design P3 color garment ဗျာဆိုတော့ color accuracy ဘက်မှာလည်းကောင်းတယ်ဆိုတော့သူ့ရဲ့ display ကပေးလိုက်ရတဲ့ ဈေးနဲ့ရှင်မယ်ဆိုလို့ရှိရင်အရန်ကောင်းလို့ ਨੇ ရုံသုံးကြောင်းသုံး creator အတွက်ပဲသုံးသုံးနောက်ဆုံးပဲဒီရုပ်ရှင်ပဲထိုင်ကြည့်နေဦးကဒီဒီ laptop ရဲ့ဒီ display quality ကမိုက်လုံးနေကြဒါကြောင့်လဲ Asus က number 1 best selling laptop brand ဖြစ်သွားတာဆန်းတော့မဆန်းဘူးလို့ပြောရမှာပဲနောက်အရေးကြီးဆုံးတစ်ချက်က mobility ပေါ့နော်ဒီ laptop တစ်ခုလုံးက lightweight aluminum အလွိုင်း chassis ကိုသုံးပေးထားတာ weight အနေနဲ့ဆိုရင်1.2 kg ပဲရှိမယ်ဗျာဆိုတော့ဒီမှာကျွန်တော်လက်ထက်မှာကင်လာသလိုအရန်ပေါ့ပေါ့လေးပဲအထူးအနေနဲ့ကတော့14.9 mm ပဲရှိမယ်ဆိုတော့ ဘယ်နေရာကိုပဲတည်သွားတည်သွားဝင်တော့ဝင်ဖို့တကူမဖြစ်နေတယ်လို့နောက်ဆုံးပေါင်ပေါ်တင်သုံးမယ်ဆိုရင်တော့သူ့ရဲ့အလေးချိန်ကကြာကြာတင်သုံးလို့ဟိုနားနာဒီနားနာစိတ်ကတိကောင်းဖြစ်เสียအကြောင်းမရှိဘူးဗျာပို့လင်းလင်းပြောရင်ဒီလေးချိန်က app မဖို့ air နဲ့ရှင်းလိုက်ရင်တော့မှာပဲဘယ်တော့မှမကွာတော့ဘူး အသက်ကစကားပြောလာလို့လားမသိဘူးပေါ့နော်ဒီလိုမျိုးပေါ့ပေါ့ပါပါ laptop ဆိုရင်လည်းကျွန်တော်ခုနောက်ပိုင်းပို့ပြီးတော့သဘောကျလာတယ်ဒီဇိုင်းပိုင်းကတော့မနစ်ကဒီဇိုင်းပိုင်းကိုအပြောင်းလဲတိတ်မလုပ်ထားဘူးပေါ့နော်ဒီနောက်ဘက်မှာ Asus ရဲ့30 year anniversary logo ထည့်ပေးထားတယ်မနစ်ကလိုပဲ fingerprint magnet ဖြစ်တုံးပဲလက်ရည်ထင်တုံးပဲတခုသဘောမကျတာ one hand lid open လို့မရတော့ဘူးဒါလည်းသူအရန်ပါပြီးပေါ့အောင်ဒီ lid ကို aluminum အလွိုင်းသုံးလိုက်တာကြောင့်လည်းပါမယ်ပေါ့နော်တော့ one hand lid open လို့မရတော့မဟုတ်ဘူးဟို open လိုက်ပြီဆိုရင်ဒီအောက်က body ကနည်းနည်းလေးကပ်ပြီးလိုက်လာတာမျိုးရှိရယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်သိသဘောမကျတဲ့တစ်ချက် ဒါပေမဲ့ mic တစ်ချက်ကဒီလစ်ကိုကျွန်တော်တို့180ဒီဂရီထိဖွင့်လို့ရတာသဘောကျတယ်အဲ generic quality ဘာကတော့ဘာမှပြောနေကြမလို့ပေါ့ military grade ဖြစ်တာတွေဒီ body တစ်ခုလုံးက flash ဖြစ်တဲ့နေရာမျိုးမရှိနေဘူးတစ်ဆက်တည်း design ဘိုင်းအကြောင်းပြောရင်လည်းအပေါက်တွေအကြောင်းပြောရမယ်ဆိုရင်သူက full iron ကိုပေါ်နေလာမှာဆိုလိုချင်တာအပေါက်ဆုံးနဲ့သူမှာ USB 3.2 Gen 1 Type A တစ်ပေါက်ပါလာမယ် HDMI 2.1တစ်ပေါက်ပါလာမယ် Type C ကိုမှနှစ်ပေါက် Thunderbolt power delivery လည်းရမယ်ကျွန်တော်တို့ ဒီ display port အနေနဲ့လည်းသုံးလို့ရမယ်ဒါပေမဲ့ပြဿနာတိတိလေးတစ်ခုကဘာလဲဆိုတော့ဒီ type c port နှစ်ခုလုံးအတွက်ညာဘက်မှာထားပေးထားတယ်ညာဘက်မှာထားပေးထားတာဖြစ်တဲ့အတွက်ကျွန်တော် power source ကညာဘက်မှာရှိနေဆိုရင်ပြဿနာမရှိဘူးဗျာဒီကနေလာကြိုးရဒီလိုတက်သွင်းလိုက်အောင်ပဲ ဒါပေမဲ့ power source ဒါဘယ်ဘက်မှာရှိနေမယ်ဆိုလို့ရှိရင်ကျွန်တော်ကြိုးကဒီလိုလားဒီလိုကြီးပတ်ဒီလိုကြီးတွင်းရတာပေါ့နော်ဆိုတော့အဲ့အလေးတစ်ချက်ကတော့ကျွန်တော်တိတ်နည်းနည်းလေးဒီဇက်တော့မှာသဘောမကျတဲ့အချက်လို့ပြောလို့ရတယ်ဒါပေမဲ့တိတ်တော့အရေးမကြီးပါဘူးပြီးတော့ keyboard ကလည်းတော်တော်လေးမိုက်တယ်မိုက်တယ်ဆိုတာ design ဘိုင်းရောဟိုတုံးရတာရောပါမိုက်တာ Asus ကတော့ဒီ keyboard ကိုကျွန်တော်ထုံးစံနိုင်မယ် Argo Sense keyboard ဆိုပြီးနာမည်ပေးထားတယ် keyboard ဘာရဲ့အနေနဲ့က 1.4mm ပဲရှိတယ်လို့ silent key နဲ့ဆိုလို့ကျွန်တော်စာရေးဘာရိုက်လို့အတန်နေပါရဲ့မစုံနေဘူး ။နောက်ဒီလိုမျိုးစလေးလက်မလက်ပြတ်တလုံးမှာသူက dedicated function key ကိုထည့်ပေးထားတဲ့အပြင်မှာအဲဒီ copilot တုံးဖို့အတွက် dedicated key ကိုပါထည့်ပေးထားတယ်။နောက်ပြသူ့မှာ number တော့ဒီဘက်မှာမပါလာတော့ဘူးပေါ့နော်။စလေးလက်မလက်ပြတ်ဖြစ်သွားတယ်။အဲ့လိုမပါလာတဲ့အနေအထားကိုသူကဘာလုပ်ပေးထားလဲဆိုတော့ကျွန်တော်တို့ track pad မှာဒီ number 2.0အနေနဲ့ထည့်ပေးထားတယ်။ဆိုတော့ ကျွန်တော်စင်စရာဘာညာလုပ်အောင်မယ်ဆိုရဲသူတွေအတွက်လည်းဒါအဆင်ပြေတယ်ပြီးတော့ဒီ Zenfone 14 OLED က display အပေါ်ဘက်မှာကင်မရာတွေရောဆန်ဆာတွေရောထည့်ပေးထားတယ်။ဘာလဲဆိုတော့ကျွန်တော် HD ကင်မရာပါလာမယ်။ Face Unlock အတွက် IR lens အပြင်ရော IR LED လိုမျိုးတွေတုံးပေးထားတယ်။နောက်ပြီးတော့ ACS လို့ခေါ်တဲ့ Ambient Light Sensor ရဲ့ Color Light Sensor တွေကိုထည့်ပေးထားတယ်။ဒီ sensor ကဒီ display ရဲ့ brightness ကြီး color တွေကို ambient light ပုံမူတည်ပြီးတော့ auto adjust လုပ်ပေးမှာ။ဆိုတော့ ဟိုဒီစန်စာတွေအကြောင်းသူ့ရဲ့ laptop ရဲ့ display ပဲကြည့်ရတဲ့ quality ကပိုကောင်းသွားတယ်ပေါ့နော်အထက်မှာသူပြင်ပေးတာပြောင်းပေးတာ auto adjust လုပ်ပေးတာတွေကကျွန်တော်မျက်စိနဲ့ eye sketching တော်တော်လေးဖြစ်သွားတယ်ဒါက Asus ZenFone 14 OLED ရဲ့ laptop ရဲ့ webcam ကိုကျွန်တော်သုံးပြီးရိုက်ထားတာပေါ့နော်ပြီးတော့အတန်းကလည်း laptop ရဲ့ပြင်မိုက်ခရိုဖုန်းကိုသုံးပြီးတော့ record လုပ်ထားတာသူ့မှာ AI feature တွေလည်းပါလာတဲ့ဒီ auto automatic framing ပေါ့နော်ကျွန်တော်ဒီ frame အပြင်ရောက်သွားပြီဆိုလို့ရှိရင်သူက frame အဲလူနောက်ကိုလိုက်ချိန်ပေးတာပေါ့နော်အဲအပြင်ကျွန်တော်ဒီ eye contrast လိုမျိုး ဒီမျက်နှာကိုလိုက်ချင်းပေးရတယ်ပြီး background effect ပေါ့နော်ဒါတော့ standard blur ဒါပြီးတော့ဒါတော့ portrait blur ဆိုတော့ဒီလိုမျိုး AI feature တွေလည်းပါလာအောင်မယ်ပြီးတော့ webcam quality ကတော်တော်လေးကောင်းတယ်လို့လည်းပြောလို့ရတယ်အဲ့တော့ performance အလှည့်သုံးပေးထားတာလက်တလော intel chip တွေထဲမှာအကျန်းဆုံးလို့ပြောလို့ရရဲ့နောက် software intel core ultra 9 2x5 8လိုမျိုး chip ကိုသုံးပေးထားတာ x86 based လို့ပဲမြဲသူ hybrid ကို architecture ဖြစ်သွားတဲ့ efficient ဘိုင်းမှာမတရားကောင်းကင်ရဲ့ chip တစ်ခုဆိုရင်လည်းမမှောက်ဘူးဒါမှမဟုတ် dedicated AI engine NPU လည်းပါလာအောင်မယ် ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူက official ဘက်မှာအရန်ကောင်းလာတယ် AI ဘက်မှာအရန်ကောင်းလာတယ်ဆိုပေမဲ့ performance ဘက်မှာတော့အမ်မနစ်ကနဲ့ရှင်းလိုက်မယ်ဆိုရင်အများကြီးတိုးတက်လာတာမတွေ့ရသေးဘူးလို့ပဲပြောရလိမ့်မယ်။ဘာလို့လဲဆိုတော့ game stick မှာဆိုရင် single ကအဲ2050နဲ့ multi ကိုမှာ14950ဒီရမယ်။နောက် cinebase 2024မှာကျတော့သူ့ရဲ့အမှတ်က single ကို100နဲ့ multi ကို645ထိပဲရရဲဆိုတော့ performance ဘက်ကအရင်ရောမတိုးတက်လာဘူး။ဒါပေမဲ့ window laptop လုံးအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။ ဒါမှ AIPC ဖြစ်သွားတဲ့အတွက်သူ့ရဲ့ MPU ကလည်း13 top နဲ့လာမှာဆိုတော့ဒီလောက် performance ကကျွန်တော်ပုံမှန်ရုံသုံးကြောင်းသုံးအဲအများကြီးပိုတယ်ဗျအဲ့တက်ဒါအောင်မှ live video editing လုပ်မလားအာ photo editing လေးလုပ်မလားအဲ့အောင်မှအားမရသေးဘူး gain ဆော့မယ်ဆိုရင်လည်းသူကအဲ intel 14 cot gpu နဲ့ဆိုတော့ dedicated discrete gpu မဟုတ်ဘူးဆိုပေမဲ့လည်း e-sport level gaming လောက်ကတော့ asus ဆော့လို့ရပါတယ်ဆိုတော့ခုနကပြောလိုမျိုးပေါ့နော်ဒီ laptop က efficient ပိုင်းအရန်ကောင်းတဲ့အချက်ကဘယ်နှသွားသိတာလဲဆိုတော့ battery အရန်ခဏဒါအရင်တော့ windows laptop ရဲ့အနေနဲ့မဖုတ်တွေကိုအဓိကမရှင်နိုင်တဲ့ပြဿနာတစ်ခုဆိုရင်လည်းမမှားဘူးအဲသူ့မှာပါလာတာ75 watt hour ပဲဆိုပေမဲ့16နိုင်ဝင်ခြင်းလောက်ထိကို video ဇက်တိုက်ကြည့်လို့ရတယ်ဒါက windows laptop တလုံးအထူးသဖြင့်ဒီလိုမျိုး portable အရန်ကောင်းတဲ့ laptop တလုံးအနေနဲ့ဆိုရင်တော့အားရဖို့ကောင်းတယ် ဆိုတော့ review ကတော့ဒီလောက်ပဲဒီ review နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ကိုကြအရန်ပေါ်တာပါတာကျွန်တော်ပြောတာမယုံလို့စမ်းကြည့်ခြင်းနဲ့ဆိုရင် Asia Tech မှာ demo ပြထားရတယ်လို့လည်းသိရတယ်ဆိုတော့သူ့အလေးချိန်အပြင်ဘက် design ပါညာအသေးစိတ်တွေ့ကြည့်ခြင်းနဲ့ဆိုရင်လည်း Asia Tech မှာတွားရောက်စမ်းသပ်လို့ရပါတယ် ဒီဇမ်ဘော14 OLED ကဈေးလေးနည်းနည်းများလို့ကိုယ်ကနည်းနည်းချွေတာမယ်ဆိုရဲသူတွေအတွက်လည်းကျွန်တော် intro မှာပြောခဲ့တဲ့ Vivo V S14 OLED လည်းရောက်နေပြီလို့သိရတယ်။အဲဒါပေမဲ့သူ့မှာကျတော့ Core Ultra 5 226V Series 2ပဲ။ဒါပေမဲ့သူက efficient ပိုကောင်းပြီးတော့ AI ဘက်မှာပိုအသားပေးထားတဲ့ V Series processor ဖြစ်လို့ battery ပိုခံမယ်။နောက်ပြီးတော့ Copilot Plus PC qualify ဖြစ်တဲ့အဲ့အတွက်ကြောင့်ကျွန်တော် Windows ကနောက်ဆုံးထွက်လာတဲ့ AI feature စီသုံးလို့ရမယ်။နောက်ဖြစ်သူ့မှာမိုက်တဲ့တစ်ချက်ကသူ့ရဲ့ display ကလည်း 3K OLED Oculus Lumina display ကိုပဲသုံးပေးထားတယ်။ ဆိုတော့ viewer post ဆိုတာနည်းနည်းလေးဈေးလေးပိုတက်တာရယ်ပေါ့နော်ဆိုတော့ဒါလေးကလည်း option တစ်ခုအနေနဲ့ရှိနေမယ်ဆိုတော့ဒီ sample 14 oled က review လေးကိုဒီမှာပဲကျွန်တော်အဆုံးသတ်မယ်ရှင်းတယ်တင်းရလိုက်ကောင်မှာ performance ပိုင်းကောင်းတာကြိုက်တဲ့သူတွေအတွက် window laptop ထဲကရွေးမယ်ဆိုတဲ့သူတွေအတွက်တခြားပေါက်ထိစွမ်းထည့်ပြီးစဉ်းစားမယ် laptop ထဲမှာပါတယ်ဒါအောင်မှ minute ကလို့ touch တော့မဟုတ်တော့ဘူးဆိုပေမဲ့ performance လည်းပိုကောင်းလာတယ်ဒေါ်လာတရားလည်းပိုတက်တာလာတယ်ဆိုတော့ကျွန်တော်လည်းညှို့လို့ကောင်းတဲ့ laptop တစ်လုံးလို့ပဲပြောရင်အဆုံးထိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ